ရခိုင်ပဲခူးဆက်ဆက်ဒေသတောင်ကုတ်ပဒေါန်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ညောင်ကျိုးစခန်းကိုအပြည့်အစုံသိမ်းပိုက်နိုင်ရေးအရခတ်တတော် AA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်အရှိန်မြှင့်နေပြီးမတ်လ9ရက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့ Western News ကဖော်ပြပါတယ်။ညောင်ကျိုးစခန်းဟာကပါစာ6အမတ်6ကာကွယ်ရေးပစ္စည်းစက်ရုံတည်ရှိတဲ့ညောင်ချီတော့ရွာနဲ့ဆယ်မိုင်ဝန်းကျင်ပဲဝေးတာကြောင့်စခန်းမကျဆုံးရေးအတွက်စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူနဲ့အပြင်းထန်ခုခံနေတဲ့အပြင်ပေါ်ပြီကနေတရင်သုံးရင်စစ်ကူပို့ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ညောင်ကျိုးစခန်းကိုသိမ်းပိုက်နိုင်ရင်ညောင်ချွေတဲ့ဝန်းကျင်မှာရှိတဲ့ကာပါစာ6အုပ်ရှိပင်ကာပါစာ9ကြောက်ဖူးကာပါစာ9ကမြိုင်ကာပါစာ16မတုံနဲ့ပြည်မြို့တစ်ဖက်ကန်းကကာပါစာ3ဆင်တဲကိုဇက်တိုက်သိမ်းပိုက်နိုင်တဲ့အလားအလာရှိနေတယ်လို့ စီရီအကဲကတ်တွေကဆိုပါလေအေအေဟာဘကူတိုင်းကကပ္ပစနေမြေတွေအပြင်မကွေးတိုင်းနဲ့အေယာဝတီတိုင်းသာမကရခိုင်ပြည်နယ်ကစစ်တွေနဲ့ကြောက်ဖြူကိုပါတပြိုင်တည်းထိုးစစ်ဆင်နေတာဖြစ်ပါလေပဲခူးရခိုင်ဆက်ဆက်ဒေသမှာတိုက်ပွဲပြင်းထန်နေသလိုပဲခူးကရင်ဆက်ဆက်ဒေသမှာလည်းတိုက်ပွဲပြင်းထန်နေပြီးအမှတ်83ချီလင်းတရင်လျောက်ခံတပြေညွန့်စခန်းကို ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီလို့ PDF အထူးကွန်မန်ဒိုတပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။ပဲခူးတိုင်းတောင်ကူခရိုင်မှာရှိတဲ့တပြင်းညွတ်စခန်းကိုမတ်လာရှိရဲ့မနက်9နာရီခွဲမှာလုံးဝသိမ်းပိုက်နိုင်ပြီးစစ်ကောင်စီဘက်ကတေဆုံးသူများတွေ60မီလီမီတာစိမ်ပြောင်းအပါဝင်လက်နက်မျိုးစုံ10လက်ကျော်သိမ်းဆည်းရမိတယ်လို့တပ်ပုံမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒီစစ်စင်ရေးကို PDF အထူးကွန်မန်ဒိုတပ်ရင်းကဥဆောင်ပြီး KNL တပ်မှနှစ်နဲ့တပ်မှသုံးတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်တယ်။ PDF တပ်ရင်း3932နှစ်အာလာဝကစစ်ကြောင်း AOD စစ်ကြောင်းအပြင်ဖြူရန်ကုန်အုပ်တွင်းပကဖအဖွဲ့တွေကဖျက်တောက်ပိတ်ဆို့ရေးတာဝန်ယူပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ပကိုးတိုင်းထန်းတပင်မြို့နယ်မှာရှိတဲ့ရေသုံးကြီးစခန်းကစစ်သားတွေ ခဲရန်သေးဖို့ထွက်လာစဉ်မှာတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာစစ်သားတချို့သေဆုံးတချို့ထွက်ပြေးပြီးလက်နက်ငါးလက်သိမ်းဆီးရမိတယ်လို့စစ်တောင်းမြေဝမ်ကမ်ပိန်းအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်မလကူရဲ့မနေ့ရှင်းနိုင်ငံမှာအဲ့ဒီခဲရန်သေးမဲ့စစ်သားတွေနော်ဆူတပ်စခန်းနဲ့ခူလောင်ကြီးရွာအကြားကိုရောက်လာစဉ်လက်ရပြေဝင်ရောက်တိုက်ခိုက်တယ်လို့ဆိုပါတယ် ဒီစစ်စင်ရေးကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းသပိတ်ချင်းမျိုးနယ်ခွန်မိုင်ကြီးရွာဘက်မှာစစ်ကောင်စီတပ်နဲ့တဟန်းမျိုးသားလူမျိုးရေးတပ်မတော် DNL ပါဝင်တဲ့မဟာမိတ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ရွှေဖီမြေကဖော်ပြပါတယ် ခုနှစ်မိုင်ဘက်ကိုစစ်ကောင်စီကထိုးစစ်ဆင်လာတဲ့အတွက်ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ DNL PDF မိုးကုတ်ဗျူဟာနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ပူးပေါင်းတပ်ကခုခံတိုက်ခိုက်နေတယ်လို့ဆိုပါတယ်ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး DNL နဲ့ PDF တွေဘက်ကသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူးစကိုင်းတိုင်းကမ်ဘလူးမြို့နယ် စပယ်နသာရွာဘက်ကိုရောက်လာတဲ့စစ်တပ်နဲ့ပြူစောတီပူးပေါင်းစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာ ပြူစောတီတဦးသေးပြီးလက်နက်လေးလက်သိမ်းဆီးရမိတယ်လို့ကမ်ဘလူ PDF တရင်3ကသတင်းထုတ်ပြန်ပါတယ်မလ9ရက်မနေ့9နိုင်ကမှာစစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးစစ်ကြောင်း စပယ်နသာရွာအနောက်ဘက်နမိုင်ဘောက်ဘက်ကိုရောက်လာစဉ်အနီးကပ်တိုက်ခိုက်တာလို့ဆိုပါတယ် ဒီစစ်စင်ကို CAMPLPDF တက်ရင်သုံးတဲ့ပူးပေါင်းအဖွဲ့တွေကဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ကရင်မျိုးသားတက်မတော် KNA ကအခြေခံစစ်တင်တန်းဆင်ပွဲနဲ့လက်နက်အနှင်းပွဲအခမ်းအနားကိုမတ်လ9ရက်မှာကျင်းပတယ်လို့တပ်ပုံမှတန်းထုတ်ပြန်ပါတယ်။ဒီတင်တန်းကိုတင်တန်းသား300ခန်းတယောက်ပြီးတက်ရင်1139နဲ့1111တိုးချဲ့ဖွဲ့စည်းလိုက်တယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့စစ်အာဏာရှင်စနစ်ကြဆောင်ရေးအတွက်လူမျိုးပေါင်းစုံပြည်သူလူထုနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့ဖော်ပြထားပါတယ်။မိတ္တီလာအခြေစိုက်တပ်မ69လက်အောက်ခံတပ်ရင်းတစ်ခုစီကို ရောက်နေတဲ့အတင်းကျပ်စစ်သားစုဆောင်းခံရသူစစ်သားတွေတူဟာ MA1 သနတ်တလဲနဲ့အတူပြည်သူရင်ခွဲခိုးလုံလာတယ်လို့မင်းဘူးခရိုင်အမှတ်နဲ့တရင်ကသတင်းထုတ်ပြန်ပါတယ်။ မတ်လ9ရက်မှာရောက်လာတဲ့ဒီစစ်သားတစ်ကိုတာဝန်ရှိသူတွေကကြိုးဆိုပြီးလက်နက်အတွေ့စုငွေချီးမြှင့်လိုက်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။